မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးရန်ရဲ့အသွေးအသွေးကကင်းဝေးပြီးကိုယ်စိတ်နှပါလုံခြုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။အခုချိန်ကစပြီး PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ကျွန်တော်မောင်သိမ့်ပါ။ဒီကနေ့မေလ9ရက်တနင်္လာနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစဉ်တွေကတော့ နွေဦးတော်လှန်ရေး၄နှစ်တာကာလအတွင်းတိုက်ပွဲဝင်ရင်းမြင့်မြတ်စွာအသက်ပေးဆက်ခဲ့ကြတဲ့အာဇာနည်သူရဲကောင်းရဲဘော်အပေါင်းကိုဥညွတ်လေးပြုတယ်လို့ CRPH ကသွင်းလွှာပေးပို့တဲ့တဲ့။ PDF တရဲ့အောင်ပွဲဟာတော်လှန်ရေးအောင်ပွဲဖြစ်တယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းပြောကြားလိုက်တဲ့တဲ့။ဆေးရနာရှင်အမြင့်ပြတ်ခြေမုံးမယ်ဆိုတဲ့ယက်တီချက်အတိုင်းဆက်လက်ရှိနေမှာဖြစ်တယ်လို့မိုးကုတ်မြို့အပါအဝင်ထိန်းချုပ်နယ်မြေကပြည်သူတွေကို TNL အတီးပေးပြောကြားလိုက်တဲ့တဲ့။ ဖလန်းမြို့သိမ်းတိုက်ပွဲပြန်စကိုင်းဖက်ဒရယ်တပ်ပေါင်းစုကရဲဘော်တွေကိုဒေသခံတွေကတောင်းတဖြဖြကျူစွတဲ့တဲ့။ကြောင်မဲမြို့ကိုအကြမ်းဖက်စစ်တပ်ကဂျက်ဖိုက်တာနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ TNL ထုတ်ပြန်လိုက်တဲ့တဲ့နဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတဟုံးကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးအနာရှင်တော်လန်ရေးဆန္ဒပြလူထုတပိတ်တဲ့တဲ့တွေပဲဖြစ်ပါတယ်။ ပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ຫນွေဦးတော်လန်ကြီး၄နှစ်တာကာလအတွင်းတိုက်ပွဲဝင်ရင်မြင့်မြတ်စွာအသက်ပေးဆက်ခဲ့ကြတဲ့အာဇာနည်သူရဲကောင်းရဲဘော်အပေါင်းကိုဥညွတ်လေးပြုတယ်လို့ CRPH ကတွင်လွှာပေးပို့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နွေဦးတော်လန်ကြီး၄နှစ်တာကာလအတွင်းတိုက်ပွဲဝင်ရင်မြင့်မြတ်စွာအသက်ပေးဆက်ခဲ့ကြတဲ့အာဇာနည်သူရဲကောင်းရဲဘော်အပေါင်းကိုဥညွတ်လေးပြုတယ်လို့ပြည်တော်စုလွတ်တော်ကိုစားပြုကော်မတီ CRPH ကဒီကနေ့ကြားရောက်တဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်၄နှစ်ပြည့်မှာတဝင်လှော်ပေးပို့လိုက်ပါတယ်။ နေဦးတော်လိုင်းရေး၄နှစ်တာကာလအတွင်းတိုက်ပွဲဝင်ရင်းမြင့်မြတ်စွာအသက်ပေးဆက်ခဲ့ကြတဲ့အာဇာနည်သူရဲကောင်းရဲဘော်အပေါင်းတို့အားတဝင်းလွာမှတဆင့်ဥညွတ်အလေးပြုပါကြောင်းနဲ့ဆေးရနာရှင်များလက်အောက်မှတိုင်းပြည်နယ်ပြည်သူအားကဲတင်နိုင်ရန်ဆက်လက်တိုက်ပွဲဝင်နေကြတဲ့တရင်တပ်ဖွဲ့များအနေနဲ့ဘေးရန်ကင်းရှင်းပြီးအောင်ပွဲအလီလီကိုဆက်လက်ရရှိပိုင်ဆိုင်နိုင်ကြပါစေကြောင်းယနေ့ကြာရောက်တဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့၄နှစ်ပြည့်နေဦးနေမြတ်အချိန်မှာ၄နှစ်စွာဆန္ဒပြုစုမုံကောင်တောင်းတယ်လို့ CRPH ကတဝင်းလွာမှဖော်ပြထားပါတယ်။ ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH အနေနဲ့အကြံဖတ်စစ်တပ်ကဖွဲ့စည်းထားတဲ့တရားမဝင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအားအကြံဖတ်အဖွဲ့စည်းအဖြစ်ကြေညာခဲ့ပြီးတစ်ချိန်တည်းမှာပဲတရားဝင်ပြည်သူအစိုးရအဖြစ်အမျိုးသားညီညွတ်ရေးအစိုးရကိုဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရကတိုင်းပြည်နဲ့ပြည်သူလူထုအားကာကွယ်စောင့်ရှောက်မဲ့တပ်မတော်တရက်လိုအပ်လာတဲ့အတွက်ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို2021ခုနှစ်မေလ9ရက်နေ့မှာစတင်ဖွဲ့စည်းခဲ့ရာ၄နှစ်တာကာလသို့ရောက်ရှိခဲ့ပြီဖြစ်တယ်လို့တဝန်လွှာမှာဖော်ပြထားပါတယ်။ လေးနှစ်တာကာလအတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကအကြမ်းဖက်စစ်တပ်ရဲ့တိုက်ခိုက်ရေးစွမ်းရည်ထက်မြက်တယ်ဆိုတဲ့လက်အောက်ခံ တရင်များကပါအနိုင်ယူတိုက်ခိုက်နိုင်ခဲ့ပြီးပြည်သူကယုံကြည်အားကိုးလေးစားရတဲ့ပြည်သူ့တပ်မတော်အဖြစ်ဆောင်ရွက်နိုင်ခဲ့တဲ့အတွက်များစွာဂုဏ်ယူမိတယ်လို့ဖော်ပြထားပါတယ်။ လက်ရှိຫນွေဦးတော်လှန်ရေးကြီးရဲ့ရရှိပိုင်ဆိုင်ခဲ့တဲ့အောင်မြင်မှုများမှာပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ကြိုးပမ်းအားထုတ်မှုများကအဓိကအခန်းကဏ္ဍမှာပါဝင်ပြီးပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ခေါင်းဆောင်တွေနဲ့တပ်ဖွဲ့ဝင်တွေရဲ့စွန့်လွတ်နှင်နာခံမှုကိုကြိုးစွန့်နိုင်မှုရဲရင်ပြတ်သားမှုများရေချင်းပြေဝမှုတို့ကိုပြည်တော်စုလွတ်တော်ကုစားပြုကော်မတီအနေနဲ့တံပိုးထားအတိမတ်ပြုတယ်လို့တဝင်းထွားမှာဖော်ပြထားပါတယ်။ နွေဦးတော်လိုင်ရဲ့ခီးလမ်းမှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်ရဲမေတွေကအသက်နဲ့ခန္ဓာတို့ကိုပိတ်ဆက်ခဲ့ကြပြီး၎င်းတို့ရဲ့သူရဲကောင်းဆန်တဲ့ဆွန့်လွတ်နှင်နာခံမှုများကပင်ဆေးအနာရှင်တွေရဲ့ရင်းတို့ရဲ့လက်အောက်ခံအကြမ်းဖက်တပ်ဖွဲ့ဝင်များကိုတုံ့လှုပ်ခြောက်ခြားစေခဲ့ပြီးအောင်မြင်မှုများစွာကိုရယူပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ CRPH အနေနဲ့လူမျိုးပေါင်းစုံအလွှာပေါင်းစုံအင်အားစုအသီးသီးရဲ့ဆက်ရနာရှင်စနစ်အပီးတိုင်ချုပ်ငြိမ်းနိုင်ရေးနဲ့ Federal Democracy နိုင်ငံတည်ဆောက်နိုင်ရေးကြိုးပမ်းမှုမှာလွှတ်တော်ကဏ္ဍမှကြိုးပမ်းနေသလိုရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များစွာကလည်းမြေပြင်မှာပြည်သူ့ကာကွယ်တပ်မတော်အပါအဝင်အင်အားစုအသီးသီးနဲ့လက်တွဲလျက်ကြာရကဏ္ဍတွေမှာတော်လှန်ရေးတာဝန်တွေကိုထမ်းဆောင်နေတယ်လို့လည်းအတည်ပြုထားပါဗျာ။ ယခုလိုအပြန်အလှန်အတိမတ်ပြုမှုလက်တွဲပူးပေါင်းဆောင်ရွက်မှုတွေကြောင့်ရည်မှန်းချက်များကိုအချိန်တိုတိုအတွင်းအကောင့်တွေပေါ်ဆောင်ရွက်နိုင်လိမ့်မယ်ဆိုတာကိုအခိုင်အမာယုံကြည်တယ်ဆိုပြီးတော့လဲတဝင်းလွှာမှာဖော်ပြထားပါတယ်ဆလတ်တင်ဆက်ပေးမယ့်တရင်ကတော့ PDF တရဲ့အောင်ပွဲဟာဒေါ်လာကြီးအောင်ပွဲဖြစ်တယ်လို့ပြည်တော်စုဝင်ကြီးချုပ်မန်ဝင်းခိုင်တန်းပြောကြားလိုက်တဲ့တဲ့တင်ပါ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တရဲ့အောင်ပွဲဟာဒေါ်လန်ရေးအောင်ပွဲဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကဒီကနေ့မှပြောကြားလိုက်ပါတယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်ဖွဲ့စည်းခြင်း၄နှစ်ပြည့်အထိမ်းအမှတ်အဖြစ်ပြောကြားတဲ့မိန့်ခွန်းမှာပြည်ထောင်စုဝန်ကြီးချုပ်ကအခုလိုထည့်သွင်းပြောကြားလိုက်တာပါငါတို့ PDF တရဲ့အောင်ပွဲတွေဟာပြည်သူ့အောင်ပွဲဒေါ်လန်ရေးအောင်ပွဲတွေပဲဖြစ်တယ်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဟာတတိုင်းပြည်လုံးအတိုင်းအတာနဲ့ ခြုံငုံပြီးစစ်စင်ရေးနယ်မြေတွေဖွဲ့စည်းဆောင်ရွက်ထားပြီးဖြစ်သလိုစနစ်ကျတဲ့ဖွဲ့စည်းအုပ်ချုပ်ပုံတွေနဲ့ပြည်သူတပ်မတော်တရဖြစ်အောင်ကြိုးစားအကောင်အထည်ဖော်နေတာကိုတွေ့နေရတယ်။နှစ်ပေါင်းများစွာ တိုင်းပြည်ကိုနှိမ့်ကျစေပြီးနိုင်ငံသူနိုင်ငံသားများကိုဆင်းရဲတွေနှက်စေတဲ့စစ်အာဏာရှင်စနစ်ကို အမြင့်ဖြတ်ဖို့ပြည်သူကာကွယ်တပ်မတော်ဟာပြည်သူတွေက ပေါက်ဖွာလာတဲ့ပြည်သူသားကောင်းများအဖြစ်ပြည်သူအသက်အိုးအိမ်စီစဉ်ကို အကာအကွယ်ပေးဖို့တန်ဋိဌံချထားကြလိမ့်မယ်လို့လည်းယုံကြည်တယ်။အဲ့ဒီအတွက်အားလုံးကို အထူးဂုဏ်ပြုကြောင်းပြောကြားလိုတယ်။ဒါအပြင်ပြည်သူ့ကာကွယ်ရေးတပ်မတော်လေးနှစ်ပြည့်မြောက်ခဲ့တဲ့အချိန်ဟာရခိုင်နှစ်တွေကထက်လုံနိုင်စွမ်းပုံမလာတာကိုတွေ့ရတယ်ဆိုတာနဲ့စစ်ရေးစွမ်းရည်တိုက်ခိုက်ရေးစွမ်းရည်အုပ်ချုပ်ရေးစွမ်းရည်ပြည့်မီတဲ့တပ်မတော်အဖြစ်တိစောက်ထားနိုင်တာကိုတွေ့ရလို့လေးစားဂုဏ်ယူတယ်လို့လည်းထည့်သွင်းပြောကြားထားပါဗျ PDF ရဲဘော်တွေအားလုံးကိုပြည်သူတွေလိုလားနေတဲ့ဆက်အာဏာရှင်စနစ်ချုပ်ငြိပြီး Federal Democracy နိုင်ငံတည်ဆောက်နိုင်ရေးအတွက်ဆက်လက်တိုက်ပွဲဝင်ကြဖို့အတွက်လည်းပြည်တော်စုဝင်ကြီးချုပ်ကတိုက်တွန်းပြောကြားထားပါတယ်။ဒါ့အပြင်မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ဒေသဆိုင်ရာကာကွယ်ရေးအဖွဲ့အစည်းတွေကိုလည်းကျေးဇူးတင်တယ်ဆိုတာနဲ့အဆိုပါအဖွဲ့တွေရဲ့ပူးပေါင်းပါဝင်မှုက PDF တပ်မတော်အတွက်ခွန်အားတရက်ဖြစ်စေခဲ့တယ်လို့လည်းပြောကြားခဲ့ပါတယ်။ ထပ်မံတင်ဆက်ပေးမယ့်သတင်းကတော့ဆေးရနာရှင်အမြင့်ပြတ်ခြေမုံးမယ်ဆိုတဲ့ရည်တည်ချက်အတိုင်းဆက်လက်ရှိနေမှာဖြစ်တယ်လို့မိုးကုံမြို့အပါအဝင်ထိန်းချုပ်နေမြေကပြည်သူတွေကို TNLA အသိပေးပြောကြားလိုက်တဲ့သတင်းပါအကြံဖတ်ဆေးဥစုက TNLA ထိန်းချုပ်ထားတဲ့မြို့တွေကိုပြန်ပေးရမယ်လို့တောင်းဆိုနေပေမဲ့ဆေးရနာရှင်အမြင့်ပြတ်ချေမုန်းမယ်ဆိုတဲ့ရည်တည်ချက်အတိုင်းဆက်လက်ရှိနေမှာဖြစ်တယ်လို့မိုးကုံမြို့အပါအဝင်ထိန်းချုပ်နေမြေကပြည်သူတွေကို TNLA ရဲ့ပြောရေးဆိုခွင့်ရှိသူလွေရည်ဦးကဒီကနေ့မှအတည်ပြုပြောကြားလိုက်ပါတယ်။ ပလောင်ပြည်နယ်လူမျိုးရေးတပ်ဦး PSLF TNL ကလက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးစီရေးအခြေအနေနဲ့ဧပြီလတလတာလှုပ်ရှားမှုအခြေအနေများကိုဒီကနေ့မှသတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ရာ PPTV ရဲ့မေးမြန်းမှုကိုအခုလိုဖြေကြားခဲ့တာပါအာချာတော့ အမေကကတော့ဒီမိုးကုံမျိုးပီတီကိုလိုဘလိုအာမအာမခံချက်ပေးနိုင်လဲဆိုတော့အလက်ရှိကတော့ကျမတို့ပြောနိုင်တာကဒီဆက်ကဆက်ပက်ကတောင်းဆိုတာကဒီမိုးကုံမကအချားမျိုးမမျိုးပေါ့နော်အပြန်လဲဆုတ်ခွာဖို့တောင်းဆိုတာမျိုးတွေရှိတယ်။ဒါကျမတို့ကတော့ဒါကိုတဘောမတူနိုင်သေးဘူးပြန်လဲဆုတ်ခွာတာမျိုးတွေတော့မရှိသေးဘူးပေါ့နော်။အဲကြောင့်မို့ဒီနေ့ဒီတိကပြောနိုင်တာကကျမတို့ကကျမတို့ရဲ့အရက်တီချက်တိုင်းပဲဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။အဆက်လက်အချားတော့ဒီ အမဟာမိတ်ဖြစ်တဲ့အုပ်စုတွေကလည်းဒီနေရာကနေဘယ်လိုအမှတ်ခါချက်ပေးလဲဆိုတဲ့ကျမတို့ကတော့ကျမတို့ရဲ့ညမချက်ပန်းနိုင်ဖြစ်တဲ့အာဆနာဒီကျမတို့တော်တော်တွေ့တွေ့ရမှုနဲ့ပြောတယ်လို့ပဲဒီကျမတို့အာနာရှင်ကိုဒီအမြင်ပြအချိန်မောင်းရမှာဖြစ်ပါတယ်ကျမတို့ကဒီအာကျမတို့ပါဝင်တဲ့အခက်ခါတိုင်းနဲ့ဒီပါဝင်နေတဲ့နေလာတို့ရှာဖို့ပြီးတော့မှဒီအာနာရှင်စနစ်အမြင်ပြအချိန်မောင်းတဲ့အထိကတော့ပြည်သူနဲ့အတူအဆောင်ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ဟုတ် လာမယ့်ရှစ်လပိုင်းမှာတရုတ်နိုင်ငံကကမကထပြုလုပ်မှုကြောင့်အကြံဖတ်ဆေအစုနဲ့ထပ်မံတွဲဆုံဆွေးနွေးမှုပြုလုပ်ဖို့ရှိပေမဲ့လည်းအာနာရှင်စနစ်အမြင့်ပြတ်ခြေမုံတဲ့အထိပြည်သူတွေနဲ့အတူရှိနေမှာပါ PDF အပါအဝင်မဟာမိတ်တပ်တွေအပေါ်သတင်းစကားပြောကြားခဲ့ပါတယ်အကြံဖတ်စစ်တပ်က PSLF TNL အုပ်ချုပ်ရေးရန်ရလေပတ်နေတဲ့နောင်ချိုမြို့နယ်တောင်ခန်းစစ်မြေပြင်ကိုစစ်အင်အားတိုးမြင့်တာထိုးစစ်စင်တာနဲ့အရက်သားနေအိမ်တွေကိုမိရှို့ဖျက်ဆီးတာတွေဇက်တိုက်ကျူးလွန်နေတယ်လို့သတင်းစာရှင်းလင်းပွဲမှာအတိအပြီးပြောကြားထားပါတယ် တောင်ကမ်းစစ်မြေပြင်အပါအဝင်တန်းပြီနောင်ချူမြို့နယ်တောင်လှဂေါ်ရခားရွာတဲခေါ်စမဆယ်နောင်လင်းရွာနမ်ဆောင်ဟုနဲ့အုံမတီကျေးရွာတွေကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေဘုံ62လုံးကျဲချတိုက်ခိုက်ခဲ့တာဒရုန်းနဲ့၄ချိန်တိုက်ခိုက်ခဲ့တာအစိမ့်ငွေဘုံ38လုံးကျဲချတိုက်ခိုက်တာတွေပြုလုပ်ခဲ့တယ်လို့သိရပါဗျ။ဆလတ်တင်ဆက်ပေးမယ့်သတင်းကတော့ဖလန်းမျိုးသိန်းတိုက်ပွဲပြန်စကိုင်းဖက်ဒရယ်တပ်ပေါင်းစုကရဲဘော်တွေကိုဒေသခံတွေကတောင်းတောင်းဖြားဖြားကြိုဆိုတဲ့သတင်းပါ ချင်းပြည်နယ်ဖလန်းမြို့သိမ်းတိုက်ပွဲပြန်အောင်ပွဲရစကိုင်းဖက်ဒရယ်တပ်ပေါင်းစုကရဲဘော်များကိုဒေသခံလူထုကတောင်းတဖြဖြကြိုဆိုခဲ့တယ်လို့စကိုင်းဖက်ဒရယ် Truth ထံမှသိရပါဗျ။စကိုင်းဖက်ဒရယ်တပ်ပေါင်းစုတောင်ဝင်များခြေပြွန်စွာထမ်းရွက်ပြီးပြန်လာတဲ့ဒုစစ်ကြောင်းမှုနဲ့ရဲဘော်များအတွက်ကြိုဆိုတဲ့ပွဲကိုစကိုင်းတိုင်းအညာဒေသတနေရာမှာပြုလုပ်ခဲ့တာပါ။ တပ်ပေါင်းစုရဲ့အမှတ်3နဲ့အမှတ်5စစ်ကြောင်းတို့ကစစ်တီရဲဘော်များကိုစကိုင်းဖက်ဒရေးရှင်းအလုံးမှုဆောင်ကော်မတီဥက္ကဋ္ဌနဲ့အလုံးမှုဆောင်ကော်မတီဝင်များလုပ်ငန်းကော်မတီဝင်များစစ်ရေးလုပ်ငန်းအဖွဲ့ဝင်များရဲဘော်များနဲ့ဒေသခံလူထုကအောင်တပြေပန်းများအိုးစီဒိုးပတ်များနဲ့လှိုက်လဲစွာကြိုဆိုခဲ့ကြပါတယ်။ရှေ့တန်းပြန်ရဲဘော်များကိုအကျွေးမွေးများနဲ့တက်ခင်းအပ်ခဲ့ခံပြီးကြိုဆိုပွဲကိုအဆုံးသတ်လိုက်တယ်လို့သိရပါတယ်။ စကိုင်းဖက်ဒရယ်တပ်ပေါင်းစုရဲ့အခြေခံအပတ်စဉ်နှစ်အခြေခံစစ်တင်တန်းကိုလည်းပြီးခဲ့တဲ့မေလ3ရက်နေ့မှာပြုလုပ်ခဲ့တယ်လို့သိရပါဗျ။ထမှတ်တင်ဆက်ပေးမယ့်သတင်းကတော့ကြောင်မဲမျိုးကိုအကြမ်းဖက်စစ်တပ်က Jet Fighter နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ထုတ်ပြန်လိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမျိုးကိုအကြမ်းဖက်စစ်တပ်က Jet Fighter နဲ့ဒီကနေ့မွန်းလွယ်7:00မိနစ်20အချိန်မှာဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့ DNL ကထုတ်ပြန်လိုက်ပါတယ်။ TNL ကတော့ထိခိုက်မှုအခြေအနေတွေကိုဆက်လက်သတင်းထုတ်ပြန်ပေးမှာဖြစ်တယ်လို့အသိပေးထားပါဗျ။ကြောင်မဲဒေတာကန်တွေကတော့အကြံဖတ်စစ်တပ်ကကြောင်မဲမျိုးပြည်သူစေုံကို လေချောင်းကနေတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ပြောပါရယ်ထိခိုက်မှုအခြေအနေကိုတော့အသေးချာမသိရသေးဘူးစေုံနာကိုကျဲချသွားတာလို့ဒေတာကန်တူကပြောပါရယ် အကြံဖတ်စစ်တပ်ကပြီးခဲ့တဲ့ဇန်နဝါရီလ25ရက်နေ့မှာကြောင်မဲပြည်သူစေယုံကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုကြောင့် CDM ဆီယာမ2ဦးလူနာ2ဦးသေဆုံးခဲ့ပြီးကျမရေးဝန်ထမ်းများ CDM ဝန်ထမ်းတွေနဲ့လူနာအရက်သားပြည်သူ20ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တာပါဒါ့အပြင်ဇန်နဝါရီလ28ရက်နေ့မှာလည်းကြောင်မဲမျိုးကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုကြောင့်ပြည်သူ2ဦးသေဆုံးပြီး3ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ် TNL ကတော့တန်းတက်မတော်အုပ်ချုပ်တဲ့မြို့နယ်တွေကိုအကြမ်းဖက်စစ်တပ်ကဆင့်အားဖြစ်တင်းတာထိုးစစ်ဆင်တာ တိုက်ပွဲမဖြစ်တဲ့နေရာများကိုလည်းလေကြောင်းကနေရွေကျက်ရှိရှိဘုံကျဲတိုက်ခိုက်နေတယ်လို့ပြောပါရယ်ပြည်သူတွေအနေနဲ့အကြမ်းဖက်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုများကိုရှောင်ရှားနိုင်ရန်စစ်ရေးတရိအမြဲရှိရန်လိုအပ်ပြီးလေကြောင်းရန်ကာကွယ်ရေးနည်းလမ်းများကိုလည်းလိုက်နာကြဖို့အတွက် TNL ကအတိပေးထုတ်ပြန်ထားပါရယ် အခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးရနာရှင်အမြင့်ပြတ်ချေမှုရေးလူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ရေးမာပင်မြို့နယ်မှာနောက်ပြန်မလဲချေဒီဒေါ်လာရေးတပိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြဒေါ်လာပြည်သူတွေကနောက်ပြန်မလဲချေဒီဒေါ်လာရေးတပိတ်စစ်ကြောင်းဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ ရမပင်မြို့နယ်မှာရမပင်မြို့နယ်မြောက်ချမ်းကျွရမြားတပိတ်ကအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကရမပင်မြို့နယ်မြောက်ချမ်းကျွရမြားတပိတ်ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ရမပင်မြို့နယ်မှာအောင်လံလွင့်မီတောင်းသွေးနေတဲ့ဗိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတဲ့ဗိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လံလွင့်မီတောင်းသွေးနေတဲ့ဗိတ်ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ ဒေသခံတော်လှန်ပြည်သူတွေကနေမြေမငြိမ်သက်မှုကြားတွေကနေပဲအကြမ်းဖက်စစ်တပ်ချရှုံရေးဆန္ဒပြတပိတ်ကိုနေ့စဉ်ပြုလုပ်နေကြတာပဲဖြစ်ပါတယ်။ဒါကတော့မေလ9ရက်နေ့သတင်းတွေနဲ့လူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ပြည်သူလူထုအပေါင်းတဘာဝဘေးလူလုတ်ဘေးဆိုတဲ့ဘေးနှစ်သွယ်ကနေကင်းဝေးနိုင်ကြပါစီခင်ဗျာ။